ဂျပန်နိုင်ငံမှာနေထိုင်မှုစိတ်မြင့်တက်လာမှုတွေပြည်သူလူထုအကြစိတ်ရှုပ်ထွေးမှုတွေရှိနေလာချိန်မှာပဲဂျပန်နိုင်ငံရဲ့သမိုင်းတခြားပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်အဖြစ်ဆာနာအီတက်ကာအီချီကိုအော်တိုဘာလ22ရက်မှာလွှတ်တော်ကရွေးကောက်တင်မြှောက်လိုက်ပါတယ်ဆာနာအီတက်ကာအီချီကိုဂျပန်ဝင်ကြီးချုပ်အဖြစ်သူ့ရဲ့ပါလီမန်ကက်ဘိနက်ဝင်ကြီးအဖွဲ့ကရွေးကောက်တင်မြှောက်လိုက်တဲ့အတွက်ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်လာခဲ့တာပါလူထုထောက်ခံမှုရောကြလာမှုနဲ့ အရှုပ်တော်ပုံတွေကြောင့်သူ့အရင်ဝင်ကြီးတွေရာဒူးတတ်တန်းကြကြမခံကြပဲစာနာယီတကာအီချီဟာအခုပြီးခဲ့တဲ့9နှစ်တာကာလအတွင်းမှာစတုထမြောက်တင်မြောက်ခန့်အပ်ခံရတဲ့ဝင်ကြီးချုပ်လည်းဖြစ်ပါတယ်ဂျပန်အာနာယာလစ်ဘရယ်ဒီမိုကရက်တစ်ပါတီဟာညွန်ပေါင်းအဖွဲ့မဟာမိတ်တချို့နှုတ်ထွက်သွားတာကြောင့် GIB ပါတီနဲ့ညွန်ပေါင်းဖွဲ့ခဲ့ရပြီးနောက်တကာအီချီဟာဝင်ကြီးချုပ်အဖြစ်လွတ်တော်မှရွေးချယ်ခံရတာဖြစ်ပြီးအမတ်465ရောက်မှာ 239ယောက်ကထောက်ခံပေးပေးခဲ့တာဖြစ်ပါတယ်။ဝင်ကြီးချုပ်ဖြစ်လာပြီးနောက်တာကာအီချီရင်ဆိုင်ရမာတွေကတော့နှေးကွေးနေတဲ့ဂျပန်စီးပွားရေးကိုပြန်လည်မြင့်တင်ဖို့အစင်မချောသေးတဲ့အမေရိကန်ဂျပန်ဆက်ဆံရေးအပြင် အာနာယပါတီတွေရဲ့အကွဲအပြဲတွေကိုဖြေရှင်းပြီးပါတီကိုအင်အားတောင့်တင်းအောင်လှုံ့ဆော်ဖို့တွေဖြစ်ပါတယ်။လာမယ့်သတင်းပတ်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဂျပန်ကိုလာရောက်ဖို့ရှိနေပါတယ်။ထရန့်ကတော့သူမဟာ လွန်လေးစားစရာကောင်းတဲ့ဉာဏ်ပညာရှိသူလို့အစောပိုင်းကထုတ်ဖော်ပြောကြားခဲ့မှုပါတယ်။ရှေယိုဆွဲဝါဒီဖြစ်တဲ့အသက်64နှစ်အရွယ်တာကာအီချီဟာဂျပန်နိုင်ငံရဲ့တမ်မဏိအမျိုးသမီးအဖြစ်လူသိများပြီးဗြိတိန်ဝင်ကြီးချုပ်ဟောင်းမာဂရက်သက်ချာကိုလေးစားအားကျသူဖြစ်ကဂျပန်ဝင်ကြီးချုပ်ဟောင်းရှင်ဆိုအာဘေရဲ့လူရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဆန်နာအီတာကာအီချီရဲ့ရှေယိုဆွဲအမြင်တွေထဲမှာလိင်တူထိမ်းမြောက်လက်ထက်မှုကိုစံကျင်တာအိမ်အောင်တဲ့အမျိုးသမီးတွေရဲ့ သူတို့ရဲ့အပြုတ်ဘွားကအမိကိုပဲဆက်ယူခွင့်ပေးဖို့တောင်းဆိုလာမှုတွေကိုကန့်ကွက်တာတွေပါဝင်ပါတယ်။မကြသေးခင်ကပြုလုပ်ခဲ့တဲ့သူ့ရဲ့မဲဆွယ်စည်းရုံးမှုအတွင်တကအီချီဟာအမျိုးသမီးကျန်းမာရေးအတွက်ဆေးရုံဝန်ဆောင်မှုတွေတိုးချဲ့ထားရှိဖို့နဲ့အိမ်ကူအလုပ်သမားတွေကိုပိုအသိမှတ်ပြုခန့်အပ်ဖို့အဆိုပြုခဲ့ပါတယ်။ဝင်းကြီးချုပ်တဲ့ဟာဝင်းကြီးအဖွဲ့ဖွဲ့စည်းဖို့စတင်လှုပ်ဆောင်နေပြီးသူ့ရဲ့အစိုးရအဖွဲ့ထဲမှာအမျိုးသမီးအများအပြားခန့်အပ်ဖို့လဲအရေးမြွန်ပြောကြားထားပါတယ်။ လက်ရှိမှာတော့သူမရဲ့အစိုးရအဖွဲ့မှဆာဆူကီကတယာမာကိုခန့်အပ်ဖို့စီစဉ်နေတယ်လို့သတင်းတွေက ဖော်ပြထားပြီးခန့်အပ်မယ်ဆိုရင်ဒီယာတူဟာလည်းအမျိုးသမီးတယောက်ကိုပထမဆုံးခန့်အပ်မှုလည်းဖြစ်ပါတယ်အာဆီယံထိပ်သီးအစည်းအဝေးကိုအာဆီယံခေါင်းဆောင်တွေနဲ့အတူအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပါအဝင်ကမ္ဘာနိုင်ငံမှခေါင်းဆောင်များလည်းတက်ရောက်မှာဖြစ်တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က အတည်ပြုထားပါတယ် အဆိုပါခီးစဉ်ဟာထရန်အနေနဲ့တမဒရာဒူပြန်ရပြီးနောက်အာဆီယံထိပ်သီးအစည်းအဝေးကို ပထမဆုံးကျင်းတက်ရောက်မှာလည်းဖြစ်ပါတယ်။ခီးစဉ်အတွင်းအခွန်ကိစ္စရများဆွေးနွေးခြင်းအပြင်ထိုင်းနဲ့ကမ္ဘောဒီးယားပြည်ပခါကိုကူညီဖြည့်ရှင်းဖို့လည်းရှိနိုင်တယ်လို့အာဆီယံသတင်းတချို့ကဖော်ပြထားကြပါတယ်။မလေးရှားနိုင်ငံက58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ26ရက်မှအောက်တိုဘာလ28ရက်အထိ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပသွားမှာဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးကိုတရုတ်တမရရှီကျင်းဖြင့်တက်ရောက်ဖို့မသေးကြသေးပေမယ့်အိန္ဒိယဝန်ကြီးချုပ်နာရင်ဒါမိုဒီ၊ကနေဒါဝန်ကြီးချုပ်မက်ကာနီ၊ဘရာဇီးတမရ၊တောင်အာဖရိကတမရနဲ့ဖင်လန်ဝန်ကြီးချုပ်တို့အပါအဝင်ကမ္ဘာကောင်းဆောင်အများအပြားတက်ရောက်မှာဖြစ်တယ်လို့သိရပါတယ်။အစည်းအဝေးကိုတက်ရောက်ဖို့အတွက် ရုရှားသမ္မတဗလာဒီမာပူတင်စီကတော့အတိပြုချက်မရသေးဘူးလို့မလေးရှားသတင်းတွေမှာဖော်ပြထားပါဗျ။ဒါအပြင်မြန်မာစစ်ကောင်းဆောင်မင်းအောင်လှိုင်ကလည်း58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတက်ရောက်မှာဖြစ်တယ်လို့မလေးရှားသတင်းဌာနတွေရဲ့ဖော်ပြမှုအရသိရပါဗျ။အာဆီယံထိပ်သီးအစည်းအဝေးမှာတီမွန်လက်စတီနိုင်ငံကအာဆီယံအဖွဲ့ဝင်အဖြစ်လက်မှတ်ရေးထိုးဝင်ရောက်မှာဖြစ်တယ်လို့လည်းဆိုကြပါဗျ။58ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်ထိပ်သီးအစည်းအဝေးတွေပြီးရင်တော့အာဆီယံဥက္ကဋ္ဌတာဝန်ကိုဖိလစ်ပိုင်နိုင်ငံကို လွှဲပြောင်းပေးရမှာဖြစ်တယ်လို့သိရပါတယ်2026ခုနှစ်အတွက်အာဆီယံအလှည့်ကျဥက္ကဋ္ဌဟာမြန်မာနိုင်ငံဖြစ်ပေမဲ့လုံခြုံရေးအခြေအနေတွေကြောင့်ဖိလစ်ပိုင်နိုင်ငံကအစားထိုးလက်ခံယူခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတည်ဆုံသွားတယ်လို့သတင်းထွက်ခဲ့တဲ့ Belarus Model ဟာ ထိုင်းနိုင်ငံကနေတဆင့်မြန်မာနိုင်ငံအတွင်းကိုပြန်ပေးဆွဲခံရခြင်းမဟုတ်ကြောင်းထိုင်းရဲ့တပ်ဖွဲ့ကညှဉ်းဆဲခဲ့တယ်လို့ The Nation Thailand သတင်းမှာဖော်ပြခဲ့ပါတယ်။ထိုင်းလူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဟာမြန်မာနိုင်ငံမှာကြားဖြန့်ဂိုင်းတွေထံကိုရင်းအင်္ကာတွေထုတ်ယူရောင်းစားတပ်ဖြတ်ခံရတယ်ဆိုတဲ့ဘီလာရုအစိုးရနဲ့မော်ဒယ်အမျိုးသမီးဗီရာရဲ့နောက်ဆုံးပုံရိပ်ကိုထုတ်ပြန်ခဲ့ပြီးထိုင်းနိုင်ငံမှာရှိစဉ်သူမကိုပြန်ပေးဆွဲခဲ့တယ်ဆိုတဲ့ဆွဆွဲချက်တွေကိုညှင်းဆုပ်လိုက်တာပါ။ ထိုင်းလူဝင်မှုရေးရာဗျူရိုရဲ့ပြောရေးဆိုခွင့်ရှိသူဖြစ်တဲ့ရဲမှုချန်ဂရွန်ကဗီဒိုရဲ့ခရီးသွားမှတ်တမ်းကို biometric system ကနေတဆင့်စုံစမ်းဖို့အမိန့်ထုတ်ပြန်ခဲ့ကြောင်းအော်တိုဗလာ21ရက်ကပြောကြားခဲ့ပါတယ်။စုံစမ်းစစ်ဆေးမှုတွေအရဘီလာရုစ်နိုင်ငံသူဖီရာဟာစက်တင်ဘာလ12ရက်နေ့ညတကောင်ကျော်ဖြစ်တဲ့12:40မိနစ်မှာသူဝနောက်ဘူမိလေးစိတ်ကိုဝင်ရောက်လာခဲ့ပြီးအဲဒီနေ့နနက်9:00နာရီမှာပဲ Thai Airways လေကြောင်းနဲ့ ြန်မာနိုင်ငံရန်ကုန်မြို့ကိုထွက်ခွာသွားခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ Vira ဟာ Automatic Border Control ABC စက်ကိုဖြတ်တမ်းပြီးလေဆိပ်ကနေထွက်ခွာသွားခဲ့တာဖြစ်ပြီးအတင်းအဓမ္မခေါ်ဆောင်သွားခံရတဲ့လက္ခဏာမတွေ့ရကြောင်း CCTV မှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ Vira မြန်မာနိုင်ငံကိုရောက်သွားချိန်မှာဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေကထိုင်းနိုင်ငံရဲ့တရားစီရင်ပိုင်ခွင့်အပြင်ကိုရောက်သွားပြီဖြစ်တယ်လို့ထိုင်းရဲမှုချန်ဂရွန်ကပြောပါရယ် Vira ဟာ ထိုင်းနိုင်ငံကိုလိမ်ညာခေါ်ဆောင်ခံရပြီးနောက်နေဆက်ကနေတဆင်မြန်မာနိုင်ငံအတွင်းကိုပြန်ပြီးဆွဲခံခဲ့ရကြောင်းအဲ့ဒီနောက်မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ကြားဖြန့်စင်တာတခုမှာအတင်းအတမအလုတ်ခိုင်းစေခံခဲ့ရကတပ်ဖြတ်ခံရပြီးသူ့ရဲ့ကိုတွင်းအင်ကာတွေထုတ်ယူခံခဲ့ရတယ်လို့သတင်းဖော်ပြမှုတွေကိုထိုင်းနိုင်ငံကအခုလိုညှင်းဆိုခဲ့တာလည်းဖြစ်ပါတယ်ဘီလာရုစ်နိုင်ငံသားရဲ့ဝင်စီးဌာနကလည်းအဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဗီရာရဲ့မိသားစုတွေကိုတဏမန်ရေးရအကူအညီတွေအပြည့်အဝထောက်ပံ့ပေးမယ်လို့ကတိပြုခဲ့ပါတယ်။နေရပြန်ဒေတာခံများပြန်လဲဝင်ရောက်ရမှာအစဉ်ပြေစီရေးအတွက်တီဘောကြောင့်ပဲပြေးဆွဲပေးနေတဲ့ဒေတာခံရင်းလိုင်းများကအခမဲ့ပြေးဆွဲမှုများပြုလုပ်ပေးကနေရမျိုးအထိပို့ဆောင်ပေးနေတယ်လို့သိရပါဗါဒ်မန္တလေးတီဘောသွားကားလမ်းပြန်လဲအသုံးပြုလို့ရတာကြောင့် နေရက်ပြန်ရန်အခက်အခဲရှိသူတွေကိုကူညီတဲ့အနေနဲ့မန္တလေးတီပေါ်ပြေးဆွဲပေးနေတဲ့ရင်လိုင်းတွေကအော်တိုဘားလ22ရက်နေ့မှစတင်ကတပတ်လျင်တရက်နှုန်းနဲ့အခမဲ့ပြေးဆွဲသွားမှာဖြစ်တယ်လို့သိရပါတယ်။စစ်တပ်ကယခုအော်တိုဘားလအတွင်းကြောင်မဲနဲ့တီပေါ်မြို့ကို ပြန်လည်ထိန်းချုပ်ပြီးရပ်ပိုင်းအကြာမှာဒေသခံတွေနေရက်ကို ပြန်နေကြကြောင်းစစ်ကောင်စီလက်အောက်ခံသတင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။လက်ရှိကြောင်မဲမြို့မှာ အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တင်ကြားပေးနေပြီးအော်တိုဘာလ16ရက်နေ့အထိကျောင်း6ကျောင်းဖွင့်လှစ်နိုင်ခဲ့တယ်လို့စစ်ကောင်စီကပြောကြားထားပါတယ်။ဒါအပြင်မန္တလေးလာရှိုးပြည်တော်စု လမ်းမကြီးမှကုန်တင်ရင်တွေကိုလည်းအော်တိုဘာလ19ရက်မှစတင်ကာဖြတ်တန်းသွားလာခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ်။အော်တိုဘာလ18ရက်မှရင်ငယ်များကိုသာစတင်ဖြတ်တန်းသွားလာခွင့်ပြုရမှာအော်တိုဘာလ19ရက်နေ့မှာတော့ကုန်တင်ရင်ကြီးများဖြစ်တဲ့ ပြောင်းတင်ရင်နဲ့ကြောင်မီးသွေးတင်ရင်စတဲ့ယင်ကြီးများကိုလည်းဖြတ်တန်းခွင့်ပြုခဲ့ကြောင်းသိရှိရပါတယ်။ရခင်ကပြည်တော်စုလမ်းမကြီးအတိုင်းမန္တလေးမှနောင်ချိုအထိသွားလာနေရမှယခုရက်ပိုင်းအတွင်းမန္တလေးလာရှိုးပြည်တော်စုလမ်းမကြီးအတိုင်းဖြတ်တန်းခွင့်ပြုလိုက်တာဖြစ်ပါတယ်။ကြောင်မဲတိုက်ပွဲကြောင့်ဒေသခံတထောင်ဝင်ကျင်ဟာဆစ်ဆောင်ခဲ့ရတယ်လို့နေခံလူမှုကွန်ရီးအသင်းတွေရဲ့အချက်အလက်တွေကသိရှိရပါတယ်။ ရန်ကုန်တိုင်းလိုင်တာယာမြို့နယ်မှာရှိတဲ့စတိုးဆိုင်တစ်ခုမှာပစ္စည်းခိုးယူတယ်လို့ဆွဆွဲကရိုက်နှက်ခံရသူအမျိုးသမီးတဦးနဲ့ရိုက်နှက်သူဆိုင်ပန်ရှင်အမျိုးသမီးတို့နှစ်ဖက်စလုံးကိုရဲစခန်းမှာထိန်းသိမ်းထားတယ်လို့သိရပါဗျ။အော်တိုဘာလ20ရက်နေ့ညနေပိုင်းက TikTok လူမှုကွန်ရက်မှာစတင်ပြန့်နှံ့လာတဲ့ဗီဒီယိုဖိုင်မှာကလေးချီထားတဲ့အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူအမျိုးသမီးကဆိုင်တွင်းမှာပဲတကူးလို့ပြောဆိုကရိုက်နှက်ခြင်းကလေးဖြစ်သူကိုတွန်းထုတ်ခြင်း နေပူထဲမှာရှိတဲ့လမ်းဘေးတက်တိုင်းမှာကလေးနဲ့ကလေးချီထားသူအမျိုးသမီးနှစ်ဦးလုံးကိုကြိုးချီထားတာတွေကိုမြင်တွေ့ရတာဖြစ်ပါတယ်။အဆိုပါဖြစ်စဉ်ဟာလိုက်တာယာမြို့နယ်ဘိုကျုပ်လမ်းမပေါ်မှာရှိတဲ့ Twitter သူ အထဲနဲ့စတိုးဆိုင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီးဘယ်နည်းကဖြစ်ပွားလဲဆိုတာကိုတော့အတိမပြုနိုင်သေးပါဘူး။အခုလိုလူမှုကွန်ရက်မှာဝေဖန်မှုတွေရှိလာပြီးနောက်အမျိုးသမီးနဲ့ကလေးငယ်ရိုင်းနှက်မှုကျူးလွန်တဲ့စတိုးဆိုင်ပိုင်ရှင်ကိုအော်တိုဘောလာ22ရက်နေ့နနက်ပိုင်းမှာ လိုင်တာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားတာဖြစ်ပါတယ်။ပစ္စည်းခိုးယူသူအမျိုးသမီးဟာကလေးချီပြီးတော့ဆိုင်တွင်းမှာရှိတဲ့ပစ္စည်းတွေကိုဝင်ရောက်ခိုးယူလေရှိတာကို CCTV မှတ်တမ်းကနေတဆင့်ဆိုင်ရှင်ကသိရှိထားပြီးထပ်မံလာရောက်ခိုးယူချိန်ဖမ်းဆီးရိုက်နှက်ခံရတာဖြစ်ပါတယ်။ကလေးကိုအကြောင်းပြပြီးလိုက်ခိုးနေတယ်လို့ဆိုင်ရှင်ကပြောပြီးရိုက်နှက်တာကိုတွေ့ရပါတယ်။ပစ္စည်းခိုးယူတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးရင်ခွင်ထဲကကလေးငယ်ဖြစ်သူကိုလည်းဆွဲဖယ်ဖို့ ဆိုင်ရှင်ကသူ့ဝန်ထမ်းတွေကိုပြောဆိုခဲ့ပြီးဝန်ထမ်းတအုပ်ကဆွဲဖယ်ဖို့ကြိုးပမ်းနေတာကိုလည်းတွေ့ရပါတယ်။ဆိုင်ရှင်အမျိုးသမီးကိုဝေဖန်သူတွေကခိုးယူတယ်လို့ဆွဆွဲခံရသူကိုဥပဒေအရသာဖြေရှင်းသင့်ပြီးကလေးငယ်ရှိမှကိုတိလက်ရောက်မရိုက်နှက်တဲ့ကြောင်းထောက်ပြကြပါရစေ။